မင်္ဂလာပါသဝင်းတို့ပြိသက်ကြီးအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့သဝင်းတို့ရဲ့ Morris ဖြစ်ပါတယ်ကျွန်တော်ကတော့သဝင်းတို့ရဲ့ Carlos ပါအားလုံးကိုပြန်လဲကြိုဆိုပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ကဒီအရှိကဗီဒီယိုမှာတင်ဆက်ခဲ့တဲ့ပုံပေမျိုးရဲ့ယဉ်ကျေးမှုလူဖွဲ့စည်းနဲ့သူရဲ့မိုင်းကြောင့်အစင်တာတွေကိုတင်ဆက်ခဲ့ကြတာเนาะကိုကတော့ဆက်လက်ပြီးတော့လည်းဒီပုံပေမျိုးရဲ့ဖြစ်တည်မှုသူရဲ့ကုသရန်ဝယ်ရင်းနဲ့အခြားသောအာလေ့လာစရာတွေကိုထည့်သွင်းဝင်ဆက်ပြီးလေ့လာကြအောင်ဖြစ်ပါတယ်ဟုတ်ပါတယ် ီနေ့မှာဆိုရင်တော့ကျွန်တော်တို့ကပုံပင်မှုရဲ့အဲသူရဲ့မတူညီထူခြားတဲ့ပုံစံတွေကိုပြောပြရင်းအပြင်အဲကျွန်တော်တို့ရဲ့အတိတ်ကိုပေါ့နော်ကျွန်တော်ပြန်လည်တွေ့ရှေ့ရှုရခါမှာအဖြစ်ခဲ့တဲ့ဖြစ်ရည်ကြီးတစ်ခုရဲ့အဆောက်အအုံကျွန်တော်တို့အဲဆက်တင်ဘေးစတာဖြစ်ပါတယ်ဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်ဒီ window ပြည့်တက်ကြည့်လဲကျွန်တော်တို့ရဲ့အတူအတိတ်ရဲ့ blueprint ဘောက်ကိုအတူစီးမျောရင်းနဲ့လိုက်ပါကြည့်ရှုပေးကြပါအောင် The window, the portal, through time. ဟုတ်ပြီခကားလို့စီကျွန်တော်တို့ဒီပုံပင်မျိုးရဲ့ဒီလူဖွဲ့စည်းတွေအကြောင်းပြောတဲ့အခါမှာအထက်တန်းကတွေရှိတယ်ကျွန်းနေလည်းရှိတယ်ပြီးတော့အုပ်ချုပ်သူလူတန်းစားလည်းရှိတယ်ဒီလူတန်းစားတွေ ਨੇ သူတို့ရဲ့အလုပ်ကိုင်းနေပြီးတော့စီးပွားရေးကုတန်းရောင်းမယ်လို့အကြောင်းကိုလည်းဆက်ပြီးတော့လေ့လာဖို့လိုမယ်เนาะကျွန်တော်တို့ဒဝင်းတို့ပြည်သက်ကြီးကိုပြောပြပေးပါဆိုတော့ကျွန်တော်ရှေ့အပိုင်းမှာပြောထားတဲ့အရာကဆိုရင်ပုံပင်မျိုးက ယဉ်ကျေးမှုဓလိထုံတန်းစီပွားရေးလူမှုရေးအချက်ချာကြတဲ့နေရာတခုဖြစ်တယ်လို့ပြောသွားတယ်ပေါ့ဆိုတော့ဒါအပြင်အကျွန်တော်တို့ပုံပြမြို့မှာဆိုရင်ကုတန်ရောင်းဝယ်ရေးရဲ့အချက်ချာနေရာလည်းဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့မေ့ထားလို့ရတယ်ဘာကြောင့်ဒီအရာကိုကျွန်တော်တို့အသာပြီးပြောရတယ်လဲဆိုရင်အဲ့ဒီခေတ်ကာလမှာပေါ့နော်ဒီပုံပြမြို့ဟာဆိုရင်ဒီကုတန်ရောင်းဝယ်ရေးဒီ Mediterranean ပေါ့နော်မြေထဲပင်လည်း ကိုတန်းမြောင်းဝယ်ရေးမှာအဓိကအချက်ချာကြတဲ့ခရကြအခရာကြတဲ့စိတ်ကမ်းမြို့ကြီးပုံစံလည်းဖြစ်နေတယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။နောက်ပြီးရင်ပုံပင်မြို့ဟာဆိုရင်ပေါ့နော်။သူခိအခါရလူဦးရေကလည်းအမြို့ခံလူဦးရေလည်းရှိတယ်ပေါ့နော်။ဒါအပြင်တွေ့ရထူးခြားတဲ့အကြောင်းအရာကဒီပုံပင်မြို့ကိုအာလာပြီးတော့လေ့လာနေကြတဲ့သူတွေဟိုလည်းအနေနဲ့ရဲကလာတဲ့ကုန်တယ်တွေနဲ့အပြည့်အနေနဲ့နေရာတစ်ခုဖြစ်တယ်ဖြစ်တယ်ပေါ့ ဆိုဘလောက်တောင်ဖြစ်လဲဆိုရင် ပုံပြမြို့ရဲ့လမ်းမတွေကဆိုရင်ပေါ့နော်ပုံပြမှာဆိုရင်ချက်ပြံကြဆိုရဲစကတော့เนาะချက်ပြံကြစီသားစီသားနေပြီးတော့တဲ့ကုံသွယ်မှုတွေရောင်းဝယ်ဖောက်ကားမှုတွေ ਨੇ အနည်းတော့ဝင်လှုပ်ရှားနေတယ်ဆိုတဲ့သဘောကျွန်တော်မျက်စိတွေမှာမြင်အောင်ကြည့်ရပေါ့နော် ပုံပြမြို့မှာဆိုရင်အာလဲတဲ့ညောမြင်းတဲ့ညောလောင်းတဲ့ညောနော်ဈေးရောင်းဝယ်တဲ့ဈေးရောင်းတဲ့တန်နေတယ်ပေါ့နော်အပြင်ဂီတတန်နေတဲ့ပေါ့နော်ပြည့်စုံနေတဲ့အများကြီးနေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီဟာကိုအဓိက ဖြစ်စေတဲ့အကြောင်းရင်းကလည်းသူ့ရဲ့အခရာကြတဲ့စီးပွားရေးလုပ်ငန်းအကြောင်းပဲဖြစ်တယ်။ဒါအပြင်ပုံပယ်မျိုးကအပန်းပြေရမျိုးတစ်မျိုးဒါမှမဟုတ် empire ရေးရဲ့เนาะအချက်အုပ်ချုပ်ရာအစိတ်ပိုင်းတစ်ခုအနေနဲ့ဒါမကဘူးပေါ့နော်။နေပဲပင်လဲအော်မှာရှိနေတဲ့အချက်ချာကြဆုံးကုတန်းရောင်းဝယ်ရေးမျိုးတစ်မျိုးဖြစ်ပြီးတော့เนาะပြည်တွင်းထုတ်ကုန်ထုတ်လုပ်တဲ့သူတွေနဲ့ယောမ empire တစ်ခုလုံးကြီးကိုချိတ်ဆက်ဆက်သွယ်ပေးနေတဲ့အင်မတန်အရေးကြီးတဲ့ဆက်သွယ်ရေး နော်ဆက်သွယ်ရေးလမ်းကြောင်းကြီးဒါမှမဟုတ်အာခုလိုမျိုးကျွန်တော်တို့ခုခေတ်နဲ့ပြောမှဆိုရင်တော့ကုံသွယ်ရေးအာမြို့တော်ပေါ့နော်စီဗန်ကိန်းကျွန်တော် English လို့ပြောရင်တော့ commercial hub မျိုးပေါ့နော်ဒီလိုမျိုးအကုန်လုံးစုစည်းပြီးတော့ရှိနေတဲ့နေရာမျိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ပုံပေမြို့ကိုနောက်ထပ်အာထူးခြားစီတဲ့ အကြောင်းရင်းကဘာလဲဆိုတော့ပုံပေမြို့ရဲ့ဂုံတရင်ကျော်စောမှုသူ့ရဲ့စီးပွားရေးကောင်းမှုဟာဆိုရင်သူ့ရဲ့မြို့နီနာဝင်းချင်မှာရှိတဲ့ဒီနိုလာမြို့တို့နိုစီယာမြို့တို့နော်အာစီယာမြို့ကကုန်တယ်တွေကနေပြီးတော့ပေါ့နော်ဒီ caravan caravan ဆိုတာကသူကဘယ်လိုပြောမလဲဒီမြင်းလဲတွေနဲ့သူတို့ဟိုရှေ့ရှေ့ရှိကလာကဒီအာကုန်ပစ္စည်းတွေကိုတည်လာပြီးတော့အတန်းလိုက်သွားကြတယ်အဲအဲ့ဒီအဲ့ဒီကုန်တယ်တွေကိုသူတို့ကမလုပ်လဲ အခြေစားတွေကနေပြီးတော့ကာွယ်တဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ဟို enemy တွေကြည့်ဘူးရင်တော့သိလိမ့်မယ်ပေါ့နော် caravan ဆိုတဲ့မျိုးလေးဆိုတာမျိုးအဲ့ကားတွေမှာကျွန်တော်တို့မသိနိုင်တယ်ဆိုတော့ထားပါလိဆိုတော့ caravan တွေကနေပြီးတော့ပေါ့နော်ဒီပုံပေမျိုးကိုလာပြီးတော့ဒီအာကပနီယာနဲ့ပေါ့နော်အချိန်ကြီးအထုတ်ကုန်တွေကိုဒီမြို့ရဲ့အလုတ်ရှုပ်ဆုံးတင်မောစိတ်တွေကိုသူတို့ယူဆောင်လာတယ်တည်ဆောင်လာပြီးတော့ဒီ Mediterranean เนาะမြေထဲပင်လယ်တစ်လျှောက်ကိုတင်သွင်းမှု အကျိုးပန်းကြတယ်ဆိုတဲ့သဘောမျိုးကိုတွေ့ရတယ်ဆိုတော့ပုံပင်မျိုးဟာဆိုရင်အတင်ကနေပြီးတော့လာတဲ့သူတွေအတွဲအတွက်ပဲအဓိကအခရိယာကြလာပြီးမဟုတ်ဘဲနဲ့အဝေးကနေလာတဲ့သူတွေပါအခရိယာကြတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့မြန်မာနိုင်ငံမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တန်လျင်လိုမျိုးပေါ့နော်ရှေးခေတ်ကတန်လျင်ပုံစံမျိုးဖြစ်တာပေါ့နော်တန်လျင်လိုတလားတို့เนาะသူတို့ဒီစိတ်ကမျိုးကြီးပေါ့သူတို့ဒီ ကုံသွေးရေးတွေအကုန်လုံးကအဲ့ဒီကိုဝင်ရတယ်ဆိုရဲသဘောမျိုးဖြစ်တယ်ပေါ့နော်ပြည်တဲ့ကုံကအပြင်ထွက်ရင်လည်းပုံမျိုးမျိုးကိုဖြတ်ရတယ်ဆိုရဲဟုတ်အဲသဘောမျိုးကိုတွေ့ရတယ်ပေါ့ဆိုတော့ပုံမျိုးမျိုးကကျွန်တော်တို့ခုနပြောသလိုမြေကန်ဒီစနောက်ပြီးတော့ပင်လယ်နဲ့နီးတဲ့နေရာနော်နီးပဲပင်လယ်ဩမာသူကရှိတဲ့အချိုင်မှာပြီးတော့မီးတောင်ရဲ့တောင်ခြေမှာရှိတဲ့အရှင်ကျတော့သူ့ရဲ့အဓိကနော်စိုက်ပျိုးထုတ်ကုန်နေဖြစ်တဲ့နော် ဒီစိတ်ကန်းနေမှာဆိုရင်ပေါ့နော်ဘာတွေရောင်းလဲဆိုတန်လွင်ဒီတန်လွင်စီဝိုင်းစားနဲ့ဒီ ground လို့ခေါ်တဲ့ empire ရဲ့တခွင်မှာလူကြိုက်များတဲ့ငန်းငံပြာရေးပေါ့အစရှိတဲ့ပြည်တွင်းထုတ်ကုန်တွေကိုအမြဲမပြတ်တင်ပို့တင်ပို့နိုင်တယ်ဆိုရဟာပြောဆိုတော့ဒီဟာကိုကျွန်တော်ကြည့်ရဆိုပုံဝင်မျိုးကတော်တော်ချမ်းသာတဲ့အနေထားပုံပေါ်စီတီသုံးနိုင်တဲ့အနေထားကိုကျွန်တော်တို့ခုရဥပမာဖြစ်ကျွန်တော်ဒီလိုဥပမာဆိုစားလို့နော်စားလို့ဝိုင်းလို့ဒီငန်းငံပြာလို့ဆိုတဲ့အရာတွေက တနည်းတနည်းမှာရောက်ရဖို့မလွယ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီမြို့မှာပေါ်ပေါ်သေးတည်တွေ့နိုင်တဲ့နေထားကြဆိုရင်ပုံပြမျိုးရဲ့အစည်းအဝေးရောက်ဘလောက်တောင်ဟိုပေါ့နော်ကူကင်းအမေရိကန်မှာဆိုရင်လည်းကျွန်တော်ညူရောက်လိုမျိုးမျိုးကြီးပုံစံမျိုးဖြစ်နိုင်တဲ့နေထားမှရှိပေါ့နော်အဲ့မှာတော့ဟိုတော်တော်လေးကိုဟိုတောက်ဝင်နေတောက်ဝင်နေတဲ့ဟာဖြစ်တယ်အဲ့နာအပြင်ပေါ့နော်ပုံပြရဲ့ဥယျံခြံတွေကနေမှာဆိုရင်တပန်းဒီမတ်မွန်ဒီတိကြာဒီချယ်ရီဒီတရုတ်စီဒီချက်တော်နီဥ ဒါတော့ gobi dog တွေအဲ့ဒီဟာတွေအပြင်ဂျုံနဲ့ပဲတွေကိုတခြားမျိုးတွေမှာရှိတဲ့ acid အနံဈေးရုံနဲ့မုတ်ဖုတ်တဲ့မုတ်ဖုတ်ဆက်ရုံနဲ့မုတ်ဖုတ်မုတ်ဖုတ်ဆက်ရုံရောမဟုတ်ပါတော့မုတ်ဖုတ်ဖူရင်းကိုသူတို့တင်ပို့ရောင်းချတဲ့တင်သွင်းရောင်းချတဲ့ဆိုတဲ့အနေထားကိုတွေ့ရတယ်ဆိုတော့မျက်လုံးနဲ့မှမြင်ကြည့်ရင်ပုံပေးရတယ်ပေါ့ပေါ့တေးသေးမျိုးလေးမဟုတ်ဘူးပေါ့နော် BC ဟိုလုံခဲ့တဲ့နှစ်ပေါင်း2000လောက်က2000လောက်ကနေရာဒေသတစ်ခုဟာဆိုရင် ိုဟိုကျွန်တော်ထင်တယ်ထင်တယ်လို့မျိုးတော့ကျူအောင်ကြားလေးမဟုတ်ခဲ့ဘူးပေါ့နော်အင်မတန်မှအယံကိုခင်မိပြီးတော့အယံကိုဟိုရင်ကျေးမှုရဲ့တိုးတက်မှုကိုတတ်သိပြနိုင်တယ်ပြရင်တခုအာအင်မတန်မှဟိုဟိုပါလက်တပုံလေးရိုက်ပြီးတော့တင်းထားခြင်းစင်ကကောင်းလောက်တဲ့အထိဖြစ်နေတယ်ဆိုတော့ရအောင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကလည်းဘယ်လိုဖြစ်လာမလဲဆိုတော့နောက်ပိုင်းကျရင်မရှိတာပဲနော်ဆိုတော့တွေးကုန်နေနေကြတော့သူတို့တွေကပါလဲဆိုရင်တခြားဒေသမှာရှိတဲ့ တတိဝလန်တွင်အင်းချက်အမွေးကင်တွင်ရပိုးထဲအမွေးနဲ့သာနောက်ပြီးတော့အရှိပင်နဲ့တခြားကထွက်တဲ့ပင်လေထွက်ကုန်တွေနောက်ပြီးတော့ toiletry ဆန်ကြီးတွေနော်ပြီးတော့ layer လုပ်ငန်းနဲ့အိမ်တွင်းမှာလုပ်လုပ်တဲ့ကျွနေကိုဘလို့တင်သွင်းကြတယ်ဆိုတော့ဟိုပစ္စည်းတွေတော်တော်ဆုံးဆုံးပြင်ရရှိတဲ့ဒေသဖြစ်တယ်လို့ကျွန်တော်တို့မြို့တစ်မြို့ဖြစ်တယ်လို့တွေ့ရဆိုတော့မျိုးလုံးနဲ့မြင်ကြည့်တာတွေပုံပေကပေါ့နော် ဟိုနိုင်ငံကြီးပေါ့အင်ပါယာကြီးတခုသူတို့ရောမအင်ပါယာတို့လည်းတော်တော်မှဟိုဘယ်လိုပြောမလဲအရေးပါအရာရောက်တဲ့နေရာဒေတာတခုဖြစ်ခဲ့တယ်ဥပမာဒီမှာဆိုရင်တို့ဘယ်လိုတော့ပြောလဲဆိုရင်ရောမအင်ပါယာကိုကျွဲဝချမ်းသာလာအောင်လိုတိုင်းရတဲ့နေရာတခုအောင်ဖြစ်အောင်ဖန်တီးပေးတဲ့ကုံသွေးရေးတော့ချက်တခုဖြစ်တယ်ဆိုတော့အရာရမျိုးဆိုတော့ပုံပေမျိုးကအင်မတန်မှ အာဖွင့်ဖြိုးတူတက်ပြီးတော့ချမ်းသာတဲ့အနေအထားမှာရှိတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်အဲ့ဒီလိုပဲကုသရောင်းဝယ်ဖွင့်ဖြိုးတူတက်တဲ့ဒီမြို့ဖြစ်တဲ့ပြည်ပြည်မြို့ကြီးမှာတတိတကျတယ်နဲ့တို့ရဲ့အဆောက်အုံတွေနော်တို့ရဲ့ land တွေခုခေတ်ဆိုတော့တို့ရော multi million dollar mansion တွေပုံစံမျိုးပေါ့အဲ့မြေဆောက်သားတို့တို့ရောမလည်းရှိရပေါ့နော်အဲ့ပြီးရင်လူစင်းကြံတွေမှာလည်းတက်ဟိုပါလဲတလန်းသွားတွေလိုမျိုးလမ်းသွားလမ်းကောင်းတွေဖွဲ့စည်းတိစောက်မှုတွေနဲ့တို့ကပြုပြင်ထားတဲ့အခါမှာလူသွားလမ်းနဲ့ယင်တုံးပြည့်လမ်းတွေခွဲခြားပြီးတဲ့ ဂိတ်တကားတွေနော်နယံများတွေနော်အဆရှိရာတွေဖွဲ့စည်းတည်ဆောက်မှုတွေကိုမြို့ဘီတူကဒီဇိုင်းမှာဆွဲထားတယ်ဆိုတော့ဟို urban planning ပေါ့နော်မြို့ရစီမံကိန်းမှာလည်းအင်မတန်မှခေရှိပြီးတဲ့အနေထားမှာရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ် architecture မှာလည်း architecture ဟုတ်တယ်ဟိုဘယ်လိုပြောမလဲဟိုခုဖတ်ကြည့်ရသလားဆိုရင်ခုခေတ်ဟိုတို့တွေမှာရှိရမြို့ရမှာပုံပေလည်းမဆောင်ချင်ဘူးပေါ့ပြောချင်တာဆိုပုံပေကသူ့ခေတ်ခါမှာအင်မတန်မှရှေ့ရောက်တဲ့ ဒေတာမှာရှိတယ်ဆိုတော့အရာကိုကျွန်တော်တို့တွေ့ရတယ်ပြင်ပုံမြင်မျိုးမှာဆိုရင်နောက်ပုံမြင်မျိုးရဲ့ဈေးကြီးမှာဆိုရင်ရောင်းဝယ်ဖောက်ကားမှုတွေအမြင့်စီကနေပြီးတော့ဈေးကြီးရဲ့နောက်မှာဆိုလည်းဈေးဆိုင်တွေစားတော့ဆိုင်တွေနဲ့အထယ်အလိတ်လုပ်ငန်းတိုက်တွေကိုလူရန်စားမယွေးပေါ့နော်ဝန်ဆောင်မှုပေးရရှိတယ်ဒါကကျွန်တော်တို့ဟောအရေးကြီးရအရာဖြစ်တယ်ပေါ့နော်ပုံပင်မြို့မှာဟိုကျွန်းနေလူတွေတထေးတွေတကြွေတွေရှိတယ်ဆိုပေမဲ့လည်းဒီမှာသူ့ရဲ့လူဒန်းစားမယွေမိမင်ဆောင်မှုတွေရရှိနိုင်တယ်လှုပ်ဆောင်နေရဆိုရရပါသူ့ရဲ့ အခြေအနေတစ်ခုအထိလွတ်လပ်မှုအခြေအနေတစ်ခုတွေမျက်တာမှုရှိတဲ့အနေအထားကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်မြို့တော်မြို့လုံးမှာဆိုရင်အိမ်ဆောက်မှုတွေထောင်ချုံနဲ့ဖွဲ့စည်းထားပြီးတော့ခန္ဓာအဲချင်းရှားခန္ဓာတဲ့ villa အင်ကြီးတွေပြီးတော့အလုပ်ယုံတွေလည်းရှိရပေါ့နော်အကောင်းဆုံးနေအိမ်တွေကတော့ BC နေရာစုမှာရှိတဲ့တတိယကျွယ်ကြီးတွေတိဆောက်ခဲ့ကြတဲ့ဒီဂရိယဉ်ကျေးမှုဂရိအမှုပညာလွှမ်းမိုးတဲ့ဒီအယောင်သွေးစုံတွေနဲ့ ဒီမြေကင်းကြောက်ပချီကြီးပေါ့နော်ဒါတို့ကြောက်မြေကြီးပေါ်မှာတို့ဒီဟိုကြောက်နဲ့ပြန်ထွက်တာအခုကျွေကြားတယ်လို့ပေါ့နော်ဒါပေမဲ့ကျွေကြားတွေလောက်တော့ရုပ်မဆုံးပေါ့နော်အဲ့လိုပြောပေါ့တို့တော်တော်လာကပါဟိုရှိတဲ့အနေထားမှာတွေ့ရတယ်နောက်ပြီးကြောက်တိုင်းကိုလေတို့ကဒီဟိုအမြင့်မြင့်ကြီးတွေငါးဆွင်းဆွင်းတော့တို့ဆိုဒီရတာငါးဆွင်းဆွင်းတို့ဟိုကြောက်တိုင်းဟိုဦးလေးတို့လည်းထဲထဲပါပါကြီးတွေပေါ့နော်ကျွန်တော်အဲနေရာဒီကမှာမြင်ကြည့်ပေါ့ဆိုင်ရိုမန် ရိုမန်အာကီတက်ချာမှာစီဂရိအာကီတက်ချာတူတူကြောက်တိုင်းနေနဲ့နော်ပြီးတော့စီတန်းနေတယ်ပြီးတော့လူလူစင်းကြံမှာလူလူလျှောက်စင်းကြံနေနဲ့ပေါ့နော်ဒန်နရီပုံတွေကိုပေါ့နော်ဒီနေ့ဖျားရည်နဲ့ပတ်သက်တဲ့ဒန်နရီပုံတွေကိုရေးချေထားတဲ့နေရာစီချီပကြီးတွေနဲ့တွေ့နေတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်အမှုပညာပိုင်းရယဉ်ကျေးမှုပိုင်းရလဲတော်တော်လေးကိုအရေးပါအရာရောက်တဲ့အနေထားမှာဖြစ်တယ်ဆိုတဲ့အရာကို ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါလူကုန်ထန်နေတဲ့နေကတော့ပုံမှန်အဖြစ်ဒီစုညံနဲ့လမ်းပေါ်ကနေပြီးတော့ဒီဝင်ရောက်လို့ရတဲ့ဝေပောင်းနေတဲ့တေးလေးတစ်ခုနဲ့စတင်ပြီးတော့အိမ်နောက်မှာမှခြံနဲ့အိမ်ကြီးရဲ့ပုံရိပ်ကိုထင်ဟပ်စေတဲ့ရေကန်တကန်ပေါ့နော်ဒီဟာကိုပါဝင်တဲ့အတွင်းလေအခန်းကြီးအချက်တွေကိုဝင်ရတာပေါ့နော်ဆိုတော့တို့ခေတ်ခါမှလည်းဒီအပြင်းနဲ့အထင်းနဲ့ပေါ့နော်တို့လည်းတို့ရဲ့နီးတို့ဟာလည်းဒီမှာပတ်သက်ရှိတယ်ဆိုတော့တို့လည်းနည်းနည်းပါးပါးလုပ်တဲ့သဘောမျိုးမှရှိပါတော့ဆိုတော့ဒါကလည်းတို့ရဲ့ထူးခြားတဲ့ ဟိုခန်းကဏ္ဍတကူဖြစ်တယ်เนาะအဲ့ဒီအတွင်းလေကန်းထဲမှာဆိုရင်ဒီအိတ်ခန်းနေပြီးတော့ဆောက်ခန်းနေနောက်ပြီးတော့အိတ်ခန်းနေဒါမှမဟုတ်မှတ်တမ်းနေသိမ်းဆည်းလေးနေရတယ်ပေါ့နော်အခုကေလို့ပြောမှဆိုရင်တော့ memory gun လို့မျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေသူတို့ဖွင့်စီထားတာကောင်းတယ်ပေါ့နော်ဒီလိုအိမ်တွေနေရဆိုရင်နေထိုင်ရာတကူအိမ်တွေကပေါ့နော်နေထိုင်မှုနေရာတကူလည်းဖြစ်မဟုတ်ပဲနေပေါ့နော်လူမှုအဆင့်တန်းနဲ့ရင်ကျွတ်မှုကိုပေါ်ပြနေတဲ့အရာတကူလည်းဖြစ်တယ်အမှုပညာလက်ရည်တွေနဲ့ဒီ စာရန်စုတွေပြီးတော့ဘောဘွားအာနာပိုင်တွေကိုဟိုဖော်မြောက်ထားတဲ့ဒီနှက်ကုန်းနေအဲ့ဒီဟာတွေလည်းပေါ့မှာကြာတယ်ဆိုတော့မြင်အောင်ကြည့်မယ်ဆိုရင်သူတို့ခေတ်တတိယတိကျွဲတည်းရဲ့အင်္ဂါဆိုရင်အင်မတန်မှခုခေတ်မီလီယံနာတွေဘီလီယံနာတွေလိုပဲပေါ့နော်သူတို့တွေလည်းအင်မတန်မှဟိုဒီဇိုင်းစုံလင်းစွာနဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ထားတာတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဟုတ်ဆိုတော့အဲ့တော့ဒီဥယျာဉ်ခြံကြီးတွေကလည်းဒီတီးစားအတွက်ပဲသူတို့စိုက်တာမဟုတ်ပဲနဲ့ဒီအလှအပနဲ့ ဂုံစင်တာကိုပေါ်ကျူးတဲ့ဒီရေပန်းလေးပြီးတော့အပင်ຫນွေတက်ဖို့လှုပ်ထားတဲ့ပေါင်းကူးအမိုးခုံးပုံစံနေတဲ့ဒီမိုးခုံးစင်းကြံတွေကိုပါထည့်သွင်းတိဆောက်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီဟာကဟို Western architecture မှာများများနဲ့ပိုင်ချန်လေးတွေမှာရှိတဲ့ဟိုအခုံးလေးတွေအဲ့လိုမျိုးလေးနော်တို့တွေအဲ့လိုမျိုးဆောက်ထားတဲ့အရာတွေကိုတွေ့ရတယ်ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီပုံပင်မြို့ဟာဒီလူကုန်ထန်တွေအတွက်ကြီးပဲမဟုတ်ဘူးအဲ့ဒီလူလူတွေအပြင်အမှုပညာရှင်တွေ ဒါပေမဲ့ကုန်ကူးတတ်တဲ့သူတွေနော်ကြုံဖြစ်ကနေလွတ်မြောက်လာတဲ့သူတွေကြုံပြုတ်ခံပြီးတော့အလုသမားအနေနဲ့လေသမားတွေနဲ့လည်းနေထိုင်ကြနေတဲ့မျိုးကြီးတမျိုးပေါ့ပြောချင်တာကတော့လူဒန်းစားပေါင်းစုံနေရာဒေသပေါင်းစုံအာအခြေအနေပေါင်းစုံကလာတဲ့လူတွေတစုတစုနဲ့နေထိုင်နေကြတဲ့နေရာတခုဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်။သူတို့ရဲ့နေစဉ်နေထိုင်မှုဘဝဟာဆိုရင်စီဝါကူတန်းရောင်းဝယ်ရေးလက်မှုတက်ပညာဘာသာတရားတွေနဲ့အဲ့ဒါတွေနဲ့စတင်ပြီးတော့အဲ့ဒါတွေနဲ့ပဲ ုံဆုံးနေတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့တွေ့ရတယ်ဖះเจ้าကံเนาะเจ้าအများသုံးရေချုပ်ကံစွဲယုံကြီးတွေเนาะအဲ့ဒီအပြင်เนาะဒီအများအာပျော်ရွှင်ရာပေါ့เนาะပျော်ပါးရာလို့သုံးတယ်ပေါ့เนาะပျော်ပါးရာကြည်စာအင်းကြီးအထိပေါ့เนาะမျိုးကြီးကတက်ယုံတက်ဝင်လှုပ်ရှားမှုတွေနဲ့သူ့နေရာနဲ့သူမရှိနေတာတွေ့ရတယ်ပုံမေမျိုးကပေါ့เนาะသူအမြင်မှုအမြင့်ဆုံးကလာမှာဆိုရင်ယောမမျိုးတစ်မျိုးအနေနဲ့ဒါမဟုတ်ဘဲနဲ့ယောမအင်ဂျင်တစ်ခုလုံးကိုပါ ဟောပြောရင်တဘောကရောမရဲ့ဒီအဓိကအချက်ချာကြတဲ့ယန္တရားကြီးတစ်ခုလုံးအနေနဲ့ပေါ့နော်ဒီဘယ်လိုပြောပြန်နေလဲယန္တရားကြီးတစ်ခုလုံးအနေနဲ့သူကတရှိနေတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်နော်ဆိုတော့ပုံမှန်မြင်မှာညီချင်းမှုကုန်သွယ်မှုလူအတိုင်းဝိုင်းပေါင်းစည်းချိတ်ဆက်နေတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီနေရာကိုပေါင်းစည်းချိတ်ဆက်ထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ပုံပြမျိုးကအင်မတန်မှထုံးကားပြီးတော့အင်မတန်မ အချက်ချာကြတယ်အင်မတန်မှနာမည်ကြီးတဲ့အင်မတန်မှလူတွေကြီးရှိပြေးတဲ့လူတွေနှစ်နှစ်လုံလုံနေချင်တဲ့အမျိုးတမျိုးအနေနဲ့ဖြစ်တယ်ဆိုတဲ့ဟာကိုပဲကျွန်တော်တို့တွေ့ပြရတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဘုကားလို့ခုလိုတည်ရတဲ့ခါမှာလည်းတကယ်ကိုပုံပင်မြို့ကရန်ကုန်နေချင်းစုပဲကောင်းတဲ့မြို့လေရန်ကုန်လည်းထွန်းကားပြီးတော့တကယ်ကိုလူတွေရဲ့ဟိုဉာဏ်ပညာနဲ့ဖန်တီးထားတဲ့တည်ဆောက်ထားတဲ့လူဖွဲ့စည်းတစ်ခုอ่ะ မထင်မှတ်ပြထားတဲ့ဒီတဘာဝမိခင်တရားကြီးရဲ့အဖြတ်စွာအောက်ပါဓမ္မဟုတ်ချင်းပြောက်ကွယ်သွားမယ်ဆိုတာကိုကျွန်တော်တို့တကယ်ကိုမယုံနိုင်ကြဘူးမယုံနိုင်ကြဖြစ်ရတယ်ရန်ကို1နဲ့ဆက်ကောင်းလာတယ်ဟုတ်ပြီကျွန်တော်တို့ဘာလို့ဒီလူဖွဲ့စည်းတမိုင်းကြောင်းတွေပြည့်ရင်ချင်းမှုတွေကြောင်းကိုကျွန်တော်တို့ပုံပင်မြွေတမိုင်းကြောင်းကိုပြောတာတော်တော်လေးများလာတယ်ဆိုတော့ဒီအဖြတ်စွာအောက်ကိုဖြစ်စေတဲ့မိခင်တဘာဝတရားကြီးကြောင်းပဲပြောလို့လည်းနော်ဆိုတော့ကျွန်တော်တို့ဒီပုံပင်မြွေကိုအတိက ဟိုချော်ရည်နဲ့အောက်မှာပြာမုံနဲ့အောက်မှာအင်္ဂလိပ်ရိုက်ထားတဲ့လိုမျိုးဖောင်းအုပ်သွားစေခဲ့တဲ့တဘာဝတရားကြီးကဒီအဖြတ်စွမ်းအားကိုဖြစ်ပေါ်စေခဲ့တာကတော့ဒီ Vesuvius လို့ခေါ်တဲ့မီးတောင်ကြီးပဲဖြစ်ပါတယ်ဆိုတော့ဒီနှစ်ပေါင်းများစွာအိပ်ပျော်နေဒီမီးတောင်ကြီးကိုပုံပင်မြို့သူမြို့သားတွေကလည်းအာထောင်နဲ့ထောင်နဲ့ချီမိမိပြပြဖြစ်နေဖြစ်တဲ့အတွက်ကြောင့်ဒီရန်ဒီတဘောင်းပေးအနေကိုလည်းသူကဟို ်တတိမူရကောင်းမှမတိခဲ့ရလဲဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန်တန်ရင်ဖြစ်ကိုဖြစ်လာမယ်အဖြတ်စွာအားကဒီပုံပြမျိုးပေါ်မှာလမ်းမိုးသွားရယ်ဆိုတာကျွန်တော်တို့ဆက်ပြီးပြောပြပေးခြင်း ਨੇ စရှိမှာတော့ကိုကာလို့ကျွန်တော်တို့ကိုဒီအဖြတ်စွာအားကြီးမားလာတဲ့မိတော်ကြီးရဲ့ပထူရီနေသားနဲ့သူ့ရဲ့အာဘာဝတမိုင်းတရားတမိုင်းကြောင်းနောက်ခံနေကိုလည်းပြောပြပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာဘာဖြစ်နေဖြစ်လဲလို့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒီဘေးအန္တရာယ်ကြီးကတော့ ပုံပင်မျိုးရဲ့အချင်းကနေရာတစ်ခုလည်းဖြစ်တယ်။ပုံပင်ကပြည်သူတွေချစ်ခင်တမိုးထားတဲ့တောင်ကြီးတစ်လုံးလည်းဖြစ်တဲ့ Mount Vesuvius ပေါ့နော်။ Okay. Mount Vesuvius ပဲဖြစ်တယ်ပေါ့။ဆိုတော့အဲ့တောင်ကြီးကအရန်ကိုလှပပြီးတော့ကြီးကျယ်ခမ်းနားတဲ့ပုံပင်မျိုးတွေကိုရရတဲ့တောင်ကြီးတစ်လုံးဖြစ်တယ်လို့ဟုတ်ကြောက်မပွဲကောင်းတဲ့တောင်ကြီးတစ်လုံးလည်းဖြစ်တယ်ပေါ့။ဆိုတော့ဘာကြောင့်ဟိုတောင်ကြီးက အဲ့ဒီတောင်ကြီးကကြောက်မဖွယ်ဖြစ်တယ်လေလို့ပြောရဲဆိုရင်အဲ့ဒီတောင်ကြီးကပေါ့နော်ဒီကပနီယာမီးတောင်တန်းရဲ့တစိုက်တစ်ပိုင်းဖြစ်ပြီးတော့ဒီအင်မတန်မှအင်အားပြင်းထန်တဲ့မီးတောင်ကြီးတလုံးဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီအချိန်အထိပေါ့နော်သူတို့ပုံပင်မြို့မှာရှိနေတဲ့အချိန်အထိပေါ့နော်အဲ့ဒီတောင်ကြီးကဆိုရင်တိတ်တိတ်ဆိတ်ဆိတ်အာလှဲလျံလှဲလျောင်းနေတယ်ပေါ့ပြောချင်တဲ့သဘောက မိတော်မှာငြိမ်သက်နေတဲ့အချိန်မှာတာမန်တောင်ကြီးတစ်လုံးအနေနဲ့ဖြစ်ခဲ့တဲ့အတွက်အတိတ်မှာဘယ်လိုပုံစံမျိုးနဲ့ဟိုကြောက်မက်ဖွယ်ကောင်းလောက်အောင်ဟိုရက်ဆက်ကြမ်းကြုတ်ခဲ့လဲဆိုတဲ့အရာကိုပုံမမြင်သူမိသားစုနဲ့တီးခဲ့လို့ပေါ့နော်ဆရာဒီပုံပင်မျိုးရဲ့ခုနပြောတဲ့နမိတ်ဆိုကြီးမရောက်လာခင်တော့ကဆိုရင်တွင်ခဲ့တဲ့နှစ်ပေါင်း2000ချီ2000ပေါ့နော်ဟုတ်ဟောကမန်းကြီး BC 1995ခုနှစ်လောက်မှာဒီဝဆူရီယပ် တောင်ကြီးကနေပြီးတော့အင်မတန်မှပြင်းထန်တဲ့ရှင်ရဟုန်နဲ့ပေါက်ခဲ့ပူးပူးတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီအခုမှာတော့အဲ့ဒါကို Avellino ပေါက်ခွဲမှုလို့ပေါ့နော်ဒီလူတွေကတိကျတယ်အဲ့ဒီမီတာကဆိုရင်ဒီတန်းနဲ့ခြီးတဲ့မီတာပြရတယ်ပေါ့နော်တန်းတန်းပေါင်းများစွာဖွက်လာတယ်ဆိုတဲ့အရာရှိခဲ့တယ်ပေါ့အဲ့ဒီဟာတွေကနောက်ပိုင်းမှာအနေကျသွားတဲ့အခါမှာဒီဟာကမီယောဇာပြန်ကောင်းတဲ့ နေရာတစ်ခုဖြစ်ပြီးတော့စိုက်ပျိုးသီးနှံနေဖြစ်သွားတဲ့အချိန်ကျတော့ပုံပေရဲ့အထင်ကနေရာတစ်ခုအနေနဲ့လည်းရှိနေခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ AD တရားစုလောက်မှာဆိုရင်ဒီ B Vesuvius တောင်ကြီးရဲ့ B နေရာတွေကဒီဒါဒါနာရီပုံနေနေလိုမျိုးပဲမိမိပြောက်ွယ်သွားတဲ့အနေအထားမှာရှိနေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါဆိုတော့အရှိန်အပေါင်းအရှိန်နှစ်တင်မှာက အလုံးငယ်နှစ်ပေါင်း2000လောက်ကဖြစ်ခဲ့တဲ့အကြောင်းအရာဆိုတော့ဒီမှာနေထိုင်နေတဲ့သူတွေအတွက်ကြတော့ဒီဟာကိုပြန်လဲယုံကြည်ဖို့ရာကြတော့နည်းနည်းခက်ခဲတဲ့အကြောင်းအရာတန်တရီလာလာပုံစံမဖြစ်နေတယ်။မျက်နှာမျိုးတွေလည်းမြင်တွေ့နေရတဲ့အရာလည်းမဟုတ်တဲ့ချိန်ကြတော့နော်။အဲ့တော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒေတာကန်နာပေါ့နော်။ဒီတောင်တောင်ကြီး Vesuvius တောင်ကကိုကိုပောက်ကွဲတဲ့ဟာနဲ့ပတ်သက်ပြီးသူတို့ကဘယ်လိုလဲဆိုရင်တစ်ချိန်တခါက Hadrian နဲ့ဒီ Blue Gene တိုက်ပွဲ အဲဖြစ်ပွားခဲ့တဲ့တောက်လောင်နေတဲ့တောင်ကြီးဆိုပြီးတော့ပေါ့နော်တို့ကဒန်နာရီနေနဲ့တို့ကမှတ်သားခဲ့ကြတယ်ပေါ့နော်မှတ်သားထားခဲ့တဲ့အနေထားမှာရှိရတယ်ပေါ့နော်ဒါပေမဲ့ AD 62ရောက်တဲ့အခါမှာတော့ပေါ့နော်အခုလူတွေရှိနေတဲ့ခေတ်ပေါ့နော်အရင်ကထက်လူတွေမြင်မှုခဲ့တာထက်ကြမ်းတမ်းနဲ့လှုပ်ရှားမှုတခုတနည်းအားဖြင့်မြင်းကလင်ကြီးလှုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုတွေ့တယ်အဲ့ဒီလိုမြင်းကလင်ကြီးလှုပ်တဲ့အတွက်ကြောင့် ပြင်းပြင်းထန်ထန်ပျက်စီးခဲ့ပြီးတော့ပုံပေတမျိုးလုံးနဲ့ပြင်းထန်တဲ့ထိခိုက်မှုတစ်ခုကိုကြုံတွေ့ခဲ့ရတယ်ဆိုတာကိုသမိုင်းထောက်ထားရသိရှိရတယ်ဟုတ်ကဲ့အဲဒီ၆၀အဲခုနှစ်ဖေဖော်ဝါရီလ၅ရက်နေ့မှာဆိုရင်ပေါ့နော် Richest Day အာ7.5ပေါ့နော်ခုနှစ်တသမာကအထိပြင်းထန်နေပေါ့နော်ဟုတ်မိုင်၂၀ခန့်အကွာဝေးကနေနေပယ်မြို့အထိပေါ့နော်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုခံစားရတယ်အဲဒီခေတ်ခါကအဲ့လောက်ကြီးရင်လည်းလောက်တော့ ဟိုအိမ်တွေအကုန်လုံးလည်းပျက်စီးတာပေါ့အကုန်လုံးဒီပါပျက်စီးဆုံးရှုံးခဲ့တဲ့အနေအထားတွေရှိတယ်ပုံပေမှာဆိုရင်ပေါ့နော်ဒီဖျားเจ้าကြီးပြိုတယ်မြုပ်နေရန်ကြီးပြိုကြတယ်ပြီးရင်ငလင်ရဲ့နောက်ဆက်တွဲဒီမိလောင်မှုတွေကြောင့်မြို့ဒေသတော်တော်များများကမိလောင်သွားပြီးတော့ဒီစိုက်ပျိုးမြေတွေတင်းနံတွေတရိษံတွေကအစပျက်စီးကြတယ်ပြီးရင်ရေသူတို့အာလောက်ထားတဲ့ဒီ irritation irritation ပေါ့နော်ရေ ညံ့ညံ့ရေမဟုတ်ဘူးရေပေးဝင်မှုစနစ်နော်ရေပေးဝင်မှုစနစ်တွေအာပြီးရင်သူတို့ဆောက်ထားတဲ့လမ်းပေါ်ကတံတားတွေအကုန်ကျူးပဲ့သွားတဲ့အထိဖြစ်သွားတယ်ဆိုတော့ပုံပင်မြုပ်ကအဲ့ဒီပထမငလေးလှုပ်တဲ့အခါမှာပေါ့နော်တော်တော်များများပြည့်စည်ဆုံးရှုံးသွားတယ်ဆိုရင်နေသားကိုတွေ့တယ်အဲ့တော့အဲ့လိုထွက်ပြေးတဲ့အတွက်ကြောင့်လူတွေကလည်းသူ့ဟာနဲ့သူဟိုထွက်ပြေးရကြတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးပြင်နေသွားပြီးခါမှာမြို့ကတစ်ချေးချင်းတစ်ဖြည်းဖြည်းပြန်လေ အာသူတို့ပြန်တိဆောက်ကြတယ်တိဆောက်ခြင်းနဲ့လောက်ကြတဲ့အခါမှာအာမြို့ကြီးကလည်းတဖြည်းဖြည်းပြန်နေပြီးတော့ဟောတာရလာတယ်တာပြင်ပါတကူကထူးခြားသွားလဲဆိုတော့ဒီ AD 64ခုနဲ့မှာဆိုရင်ပေါ့နော်နီရိုအမ်ပါရနီနီရိုကိုလည်းပုံပင်မြို့ကိုကြွလာတဲ့အချိန်မှာဒီမြို့ရဲ့ပြန်လဲတိဆောက်ရင်းမလန်ထူကြီးကလှည့်လည်မမြန်ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ပုံပင်မြို့လေးကပုံမှန်လိုပြန်ဖြစ်သွားတဲ့နေထားမှာရှိတယ်ဆိုပေမဲ့ပေါ့နော် Vesuvius တောင်ကြီးရဲ့အဲ ြင်းထန်နဲ့မမျော်လင့်နိုင်တဲ့အာဘယ်လိုပြောရမလဲခံမှန်းလို့မရတဲ့အခြေအနေတွေကမပြီးဆုံးသေးဘူးဆိုတော့အားတွေ့ရတယ်ပေါ့နော်လာမယ့်လာမယ့်ဆယ်စဉ်ဆယ်စုနှစ်တခုအတွင်းမှာဒီဒီဘယ်လိုပြောမလဲဟာဒီကြောက်လွာကြီးတွေပေါ့နော်ဒီကြောက်လွာကြီးတွေလှုပ်ရှားမှုတွေကဆက်လက်ဖြစ်ပေါ်နေပြီးတော့ငလင်တွေကတဖြည်းဖြည်းပိုးပိုးတေးတေးလာတယ်ပေါ့နော်ပြီးတော့ခက်စိတ်စိတ်လည်းဖြစ်လာခဲ့တယ်ပေါ့ငလင်ကက်ချီလည်းပြီးတော့ကျွန်တော်လူတွေလည်းမင်းမင်းပြောပြပဲဖြစ်သွားတယ်ပြီးတော့နေ့စဉ်ဘဝကိုနော်ဆိုင်နေပြန်ခွင့်လာတယ်ဖြစ်လာတယ် ဈေးတွေမှာလည်းပုံမှန်လိုမျိုးလေးပြန်ဖြစ်လာပြီးတော့ဒီအကုံလုံးကသူ့နေရာနဲ့သူတကြပြန်ဖြစ်သွားတယ်ပေါ့နော်ဟုတ်ဒီတဘာဝတရားကြီးကပေါ့နော်ဟိုဒီတဘာဝတရားကြီးမှာလည်းဒီကဘယ်လိုပြောမလဲသူ့နေသူ့ဟာနဲ့တော့အန်တရရှိနေတယ်ဆိုတဲ့အရာကိုအတန်ပေးနေကြတဲ့ဘာလို့လဲမလဲအတိပေးနေပြီမလဲဒါကလူတွေတတိမထားမိတဲ့အနေထားဖြစ်လာတယ်ပေါ့နော်ဆိုတော့89ခုနှစ်လိုရာဒီမှာတော့ဒီလက္ခဏာတွေနမိတ်တွေက ို့ပြီးတော့တင်းထန်လာတဲ့အနေအထားကိုတွေ့ရတယ်။ဒီဆန်နုံမြင့်တဲ့မှာငါးရက်တည်ဆုံးတာ၄။အဲ့တော့ရင်းနဲ့ဆိုတော့အရင်မြင့်တယ်ကမထင်မှတ်ဖက်နဲ့လုံးဝခန့်ချောက်သွားတာ၄။စိုက်ပြိုးထားတဲ့ဇပိပင်ဇပိပင်တွေကနေပြီးတော့ဟိုတီးနေမှထွက်ထုံးမဲနဲ့တည်ဆုံးသွားတာ၄။ငလျင်ငယ်တွေကမြေကြီးကိုတဖြည်းဖြည်းလှုပ်ခတ်ပြီးတော့ဗောနော်။တင်းထန်မှုမများပေမဲ့ဖြစ်ပွားမှုများလာတာ၄မြေကြီးရဲ့နှက်ဆိုင်နေရာမှာတခုခုလှုပ်ရှားနေတဲ့ပုံစံမျိုးတွေပေါ့ဒါတွေကိုတွေ့ရတယ် ဒါမဲ့ဒီဟာတွေကိုလူတွေကဟိုတတိမလဲဘူးပေါ့နော်အဲ့ဒီအချိန်ကတော့သူတို့တွေမထင်မှတ်ထားတဲ့အရာပေါ့နော်အိပ်ပျော်နေတဲ့ဘလူးကြီးကနှုတ်ထလာပြီဆိုတဲ့အရာတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့ဟုတ်ညောပြန်ကြည့်မယ်ဆိုရင်ဒီအရေးဒီအရာကအာဟိုကြီးမားတဲ့ငွေလှုပ်ပြီးတဲ့နောက်ပိုင်းမှာပုံမှန်ဘွားနဲ့ပြန်ဖြစ်လာတဲ့အခါမှာလူတွေကလည်းဒီဟာကြီးကပုံမှန်ပဲတဘာဝနေထားပဲဆိုပြီးတော့တတိလက်လက်ဖြစ်သွားတဲ့အချိန်တွေလည်းဖြစ်နေတယ်ပေါ့နော်ဒီဟာက သမိုင်းရဲ့အကြီးမားတဲ့အချက်ဖြစ်ဖြစ်တခုလို့လည်းကျွန်တော်တို့သိထားကြရတာပေါ့နော်ဟုတ်ကဲ့ပါဘာလို့ဆိုတော့ဒီ BNG ကြီးကဝီယံပောက်ပဲမှုကြီးကမဖြစ်ခင်နစ်နဲ့ခြေအလိုကလေးကသူကဟိုဒရီပေးချက်တည်းကတဘာဝကြီးတဘာဝတရားကြီးကပေးနေပြီတာနော်ဒါတွေကိုဒီလူတွေကပဲဟိုပေါ့ပေါ့တန်တန်သိထားမိရမတိကျကျပြင်မိတာပြင်မိတာကြောင့်ပဲတကယ်တမ်း BNG ကြီးဖြစ်လာတဲ့အခါမှာ တော့မှကိုပြည့်စုံဆုံးချက်မှုများတဲ့အချိန်နဲ့ရောက်ခဲ့တာပေါ့နော်။ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ကိုကားလို့အခုဆိုရင်ကျွန်တော်တို့ကလင်းလာမှတ်သားခဲ့ရတော့ဒီပုံပင်မြို့ရဲ့တမိုင်းကြောင်ပြီးတော့မြို့သားတွေရဲ့ယဉ်ကျေးမှုတွေကိုကျွန်တော်သိရတယ်။ဒါပြင်ဒီယဉ်ကျေးမှုကြီးကိုတမဟုတ်ချင်းဖြည့်ဆည်းသွားရမယ့်ဒီ Mount Vesuvius ရဲ့အောက်ခွဲမှုကြီးကိုလည်းကျွန်တော်တို့အရင်မှသိခဲ့ရတယ်။ဟုတ်ပြီ။ဒီ Window Page ကြီးကျွန်တော်တို့တင်ဆက်ခဲ့တဲ့အကြောင်းအရာတွေကိုနှစ်သက်မယ်ကျွန်တော်နေနဲ့ဒီ ။ဟောင်ပြည်မြို့နဲ့ပတ်သက်တဲ့တမိုင်းကြောင်းဗီဒီယိုနောက်ဆုံးပိုင်းမှာတော့ဒီမိဂံပောက်ကွဲမှုဖြစ်စဉ်အစဆုံးသိသိနဲ့ဒီမိဂံပောက်ကွဲပြီးဆက်ဖြစ်လာတဲ့အကျိုးဆက်တွေမိဂံပောက်ကွဲပြီးကာလကိုကျွန်တော်တို့ဗီဒီယိုအဲနောက်ဆုံးပိုင်းမှာပြပြပေးတော့ဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုကိုကြည့်ရှုပေးကြရအောင်ကျေးဇူးတင်ပါတယ်။ဒီ window ပြည့်စည်အားလုံးနဲ့ next video မှာပြန်လည်ကြည့်ကြအောင်နော်။ဒီ window the portal through time